ဒီเจ้าတာတစ်ခုတည်းကိုပဲတယောက်ကတစ်မျိုးပြောတယ်နောက်တစ်ယောက်ကလည်းအဲ့အเจ้าကိုပဲထပ်ပြောတယ်နောက်တစ်ယောက်ကလည်းအဲ့အเจ้าကိုပဲထပ်ပြောတယ်ဇလန်းကြီးကမလိုလားရဲ့ပဲနဲ့အရင်ဆွဲဆန့်တော့နေကျွန်တော်ကြိုက်မကြိုက်ပဲပြောကျင်တယ်ကျွန်တော်တော့မကြိုက်ဘူးနေတိုးပါတဲ့စင်းကြီးကလွယ်လို့ရှိရင်တခြားစင်းကြီးကစိတ်ဝင်စားဖို့မကောင်းဘူး အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရောက်နေတာတော့ twin ရောကြာတော့ဒါအောင်စီအောင်မောင်ရုပ်ရှင်ပါလေပုံမှန်တည်းဆိုလို့ရှိရင်တော့ twin နဲ့သမရနဲ့ကပြောင်းပြန်ပြဥမာ twin မှာဆယ်ဆယ်နိုင်ခွဲအောင်စီအောင်မောင်ပြရတယ်ဆိုလို့ရှိရင်သမရမှာဆယ်နိုင်ခွဲကြလို့လို့ရှိရင်ဒါသူတော်တစေးပါလေအဲ့လိုမျိုးမတူတဲ့ကားနှစ်ကားကိုဆယ်နိုင်ခွဲအချိန်မတူအောင်ပြရတယ်ပေါ့အဲ့တော့ကျွန်တော်ဆယ်နိုင်ခွဲပွဲကြည့်ချင်လို့ဒီယုံဒီ twin ယုံရောက်လာတယ်ပေါ့လေအားကွာမီကိုဖော်စီမိမဲတို့သမီးခိုးပေးဆိုယူရည်ယူရဲ့နော်မင်းကကြီးစရာနော်အဲ့ဆိုရင်ငါတို့တို့ထိုင်းရေတောက်နေလို့မဆွဲပြီ တွင်ယုံမှာဆိုလို့ရှိရင်တော့အောင်စီအောင်မကောက်ဆယ်နှစ်ခွဲသုံးနှစ်ခွဲပြရတယ်တနိုင်းနဲ့၆နှစ်အရင်နဲ့ကတော့သူတို့တစီဖြစ်သွားတယ်ပေါ့လေဒီအောင်စီအောင်မနဲ့ပတ်သက်ပြီးတော့ဒါအရင်တစ်ဘက်က comment နေမှာရောမနေ့ကကျွန်တော်တင်လိုက်တဲ့ video ရဲ့ comment နေမှာရောတွေ့ရတယ်ဗျာ ဒီပေါင်စီအောင်မောင်းရွှေရှင်ကားလေးကြည့်ပြီးတော့ review တွေလာပြောပြပါဆိုပြီးတော့ဗောလေအဲ့တော့လည်းအခုကျွန်တော်ရောက်လာပြီဒီကားကြည့်ပြီးလို့ရှင်ဘလို့နေမလဲတော့မသိဘူးဗောလေဒါပေမဲ့ trailer ကြည့်ရသလောက်ပြောမယ်ဆိုလို့ရှင်တော့ဒါညီကို၃ယောက်ရှိတယ်ဗောလေ Tyron ရဲ့ဖြိုးလေးရဲ့ဒီဖြိုးငွေဆိုရဲ့၃ယောက်ညီကို၃ယောက်သူတို့ရဲ့ညီမလေးကတော့ဟောရဲထားဒီအကို၃ယောက်ကညီမလေးကိုအရင်ချစ်ကြရဲဗောဗျာအဲ့၃ယောက်ကလည်းအောင်စီအောင်မောင်းညီကိုဆိုဆိုးရဲဗောလေမြို့ကနေပြီးတော့ဓပုံဆရာလေးနေတိုးရောက်လာရဲဗောနေတိုးနဲ့တော့ပွဲထားနဲ့ကြိုက်ကြရဲဗောလေဇလန်ကတော့ trailer မှာရဲကအကောင်လုံးကြီးပါပေါ်တော့တော့ဖြစ်သွားပြီဗောလေဒါ driver ကတော့ခင်လိုင်းရန်ကြီးရှင်ဗောလေဒါခင်လိုင်း driver ခင်လိုင်းရဲ့ ဲ့ကားဆိုလို့ရှိရင်ဒါကျွန်တော်မစ္စတာအလူပရိုဂရမ်မှာဆိုဒုတိယမြောက်ကားပေါ့ပထမကားကတော့တရေကားဆိုတဲ့ကားကိုကြည့်ဘူးပဲအဲ့ကားမှာလည်းဂျူးရားအနေနဲ့တွဲဖက်ဒရိုက်တာကမူမူပြီးတော့နေတူးပါတယ်ဒီကားမှာလည်းတွဲဖက်ဒရိုက်တာကမူမူနေတူးပါတော့တွေ့ရတယ်ပေါ့လေဒီဒီဘက်ကတော့ဒါညံကြီးရှင်တဲ့ယင်းနှင်းပြင်းနဲ့ဒါထိုက်တိုက်ဆုံတွေ့ရပတ်ပေါ့လေဘယ်ကားကလူကိုကြည့်မလဲတော့ကျွန်တော်လည်းမသိဘူးပါ ။ငါပကြီးဆွဲတဲ့ကောင်ဆိုတော့ပကြီးကောင်ပေါ့။ပကြီးကောင်လို့မခေါ်ပါနဲ့ဗျာ။ကျွန်တော်အသေးအားလုံးလို့ပါနော်။စိတ်တော်ဝင်သားရယ်ပေါ့။တချို့တော့ဝင်ကြည့်ရမယ်ပေါ့။အဲဒီဟာဝင်မကြည့်ခင်မှာကျွန်တော် comment တွေနဲ့ပတ်သက်ပြီးနည်းနည်းတော့ပြောချင်တယ်ပေါ့လေ။ကျွန်တော် comment လာရေးထားတဲ့ဟာမှာနေမကောင်းပြောရတဲ့ကောင်ရှိသေးရဲ့လားဆိုပြီးတော့အဲ့လိုတော့ကောင်းတယ်မကောင်းဘူးလို့မပြောချင်ပါဘူး။ကျွန်တော် TV မမဟုတ်တဲ့ ဒီဘောတော့ရုပ်ရှင်ကားကြီးမဟုတ်ဘူးဗျာကျွန်တော်ဒီ vlog လေးတစ်ခုရိုက်တာတော့မှတော်တော်တိုင်ပက်တယ်ဗျာမရိုက်ရတဲ့လူတယောက်ရှိတယ်ကျွန်တော်ပြောရတယ်အဲ့ဒီဖျက်ရတဲ့လူတယောက်ရှိတယ်ရုပ်ရှင်ကားကြီးတကားဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဒီလူတွေအများကြီးအသုံးပြီးတော့အချိန်တွေအများကြီးပေးဆက်ထားတဲ့အတွက် ကောင်းတယ်မကောင်းဘူးတော့မပြောချင်ဘူးဒါပေမဲ့ကျွန်တော်သဘောကျတယ်သဘောမကျဘူးပဲကျွန်တော်ပြောတာပါအဲနောက်တစ်ခုကကျတော့မနေ့က2.10ကိုဗျာကျွန်တော် rating 10မှာ9လောက်သူပေးရတဲ့အတွက်ပြောရဲညာ mission impossible ကျတော့ rating နည်းနည်းလေးပေးပြီးတော့ဘာလို့မြန်မာကားကြီးကများနေရလဲဆိုအဲ့ဒါလည်းကျွန်တော်မနေ့ရလဲရှင်းပြခဲ့မနေ့ကအရင် video မှာလည်းကျွန်တော်ရှင်းပြခဲ့ပါတယ် င်္ဂလိပ်ကားဆိုလို့ရှိရင်တော့အင်္ဂလိပ်ကားတစ်ကားရဲ့အဆင့်တန်းနဲ့ကြည့်တာပါမြန်မာကားဆိုတော့မြန်မာကားအဆင့်တန်းနဲ့ပဲကြည့်တာပါအင်္ဂလိပ်ကားနဲ့မြန်မာကားကိုသွားပြီးတော့နိုင်ရှင်လို့တော့မရဘူးပေါ့လေအဲ့ဒီတော့ဒါမြန်မာကားတစ်ကားအနေနဲ့ကောင်းတယ်လို့ပဲသတ်မှတ်လာပါတခြားကားအနေနဲ့တော့မနိုင်ရှင်ပါဘူးအဲ့တော့လောတဲ့တော့ဒီကားဝင်ကြည့်လာအောင်ပါပြီးတော့မှကျွန်တော်အမြင်လေးပြောပြပါမယ် ီမောက်တော့ခိုးရနေရဖြတ်မြခုဖြတ်ဟုတ်ကဲ့ဖြတ်ဖြတ်အင်ကြီးကိုလည်းသွားမပတ်သက်မြစ်သူတကယ်လည်းသူတို့တုံးနေအောင်ချစ်တယ်ညီမလေးကိုညှက်ဆောင်နေတော့မထုံမြစ်ပုံလေးကသူ့ကိုပထမဆုံးကျွန်တော်စားတွေ့ခဲ့တဲ့ပုံလေးပေါ့အဲ့ဒီကကျွန်တော်ရှင်ခွင်တစ်ခုလုံးကိုတုံးသိပ်ပိတ်သွားခဲ့တဲ့နေပေါ့ညီမလေးပုံမှာဈေးအောင်ချဲရသေးရလေဘေးကငါတို့ပုံရပြီးမှမဟုတ်ဘူးကျွန်တော်ကကျွန်တော်ရှင်လေးကိုရောက်လာတဲ့ပုံလေးတစ်ခုလေးကိုပဲဈေးအောင်ချဲပြီးတော့လို့ဘာချဲမှာလဲ ပြောသလိုရွာမလားဟာစေတနာနဲ့ပြောနေတာတိတယ်ခင်ဗျားကိုစကားလူလိုပြောနေတာနော်ဟုတ်တာကဲကဲအောင်စီအောင်မောင်ရုပ်ရှင်ကားတော့ကြည့်ပြီးသွားပြီအောင်စီအောင်မောင်ရုပ်ရှင်ကားနဲ့ပတ်သက်ပြီးတော့ဇလန်းကိုအရင်ပြောကြင်တာဇလန်းကတော့ကျွန်တော်ရုံထဲဝင်ခင်မှာကျွန်တော်ပြောခဲ့သလိုပဲဘာမှသိထူးခြားမှုမရှိဘူးဘော်တမဇလန်းကဗျာဒါအကူသုံးယောက်ကနေညီမလေးကိုချက်တယ်အဲ့မှာနေတူကနေတူရောက်လာတယ်နော်ဖော်ရထားတဲ့ ရည်စားမကြပါမကြဖြစ်တယ်ဗောလေအဲ့မှာကျွန်တော်ရှေ့ပိုင်းမှာပြောရတယ်ကွာချားချက်တစ်ခုကတော့နေတော့ကျွန်တော်ပြောသလိုမျိုးတပ်ပုံစရာတော့မဟုတ်ဘူးပကြီးစရာဗောလေဇက်သိန်းဇက်သိန်းပိုင်းမှာတော့မထင်မထားတဲ့ plot twist တစ်ခုပါတယ်အဲ့ plot twist ဆာလဲဇက်လန်းကိုတော့ရှောက်ကြည့်နေတဲ့လူတို့လို့ရှင်တော့ဇက်လန်းတက်ဝက်လောက်ထဲရနေပြီးတော့အဖြေပေါ်မဲ့ plot twist ဗောလေဒီကားနဲ့ပတ်သက်ပြီးထူးခြားချက်အနေနဲ့ကတော့သွားဗျာနေမှာသွားရိုက်ထားရဗျာနေမှာသွားရိုက်ထားတဲ့အချိန်မှာဒိုက်ချက်တွေတော်တော်လေးကောင်းတယ်ပြီးတော့လွတ်လပ်ရင်းလေးအားကစားပွဲလေးကြီးဗောအဲ့ခန်းကလည်းထည့်လဲရတယ်မထည့်လဲရတယ်ဒါပေမဲ့ထည့်လိုက်တော့လဲဘာဖြစ်လဲဆိုတော့ကျွန်တော်မျိုးမှာမမြင်ဘူးတဲ့ကစားနည်းကြီးမြင်ရပြီးတော့အော်ဒီဘယ်လိုပြောမလဲခြေရအငွေးတက်တွေခံစားရတယ်ဗောတော် ော်လေးလည်းအပင်ပန်းခံပြီးရိုက်ထားရယ်ပေါ့လေနောက်တစ်ခုကတော့ရိုက်ချက်တွေဒီရိုက်ချက်တွေကိုကျွန်တော်သဘောကျလုံးလို့ကင်မရာနဲ့ပတ်သက်ပြီးဘယ်သူရိုက်တယ်လဲဆိုတာသိချင်လို့ကျွန်တော်ဂျုံပြီးမှစိုင်းအန်ထိုးရဲ့ PRT ကိုစောင့်ကြည့်ခဲ့ရယ်ပေါ့လေဒီဘုတ်မှာတော့မပါဘူးဆိုတော့ဒါရိုက်တာတော့ Writer Photography ကတော့ DOP ကတော့ Academy ကိုတိုးလို့သိရတယ်ရိုက်ချက်တွေကတော့တကယ်ကိုမိုက်တယ်ပြီးတော့နောက်တစ်ခုကတော့ NATO ဒီကားရဲ့မှာနေတိုးကဒီနာမည်ကသူ့ရှေ့ဆုံးမှာဆိုပေမဲ့လေနေတိုးကဇလန်းတော့ဝက်လောက်မှာပေါ်လာတယ်အဲမိနစ်40ကျော်လောက်မှာပေါ်လာတာထင်တယ် ပြီးတော့သူကဒီကားထဲမှာအဓိကတေးဥဆောင်နေထဲမှာသူစင်းနေတယ်ဆိုမှအများသောအားဖြင့်ကတော့ဒါညီကိုဟုံညီကို၃ယောက်စင်းနေများတယ်ဖြိုးလေးဖြိုးဖြိုးလေးတိုင်ရွန်ချုံွေစိုးစင်းနေများတယ်။နော်ဖောရထားစင်းနေများတယ်။ဒီတူကလုံးဝနောက်ဆုံးဆရာကြီးပေါ့။တကယ်လို့နောက်ဆုံးမှထွက်လာတာပေါ့လေ။သူပါတဲ့သူရောက်လာတဲ့အချိန်အစပြီးတော့ဇလန်ကနည်းနည်းလေးတော့လောက်ခက်ခက်ဖြစ်သွားတယ်ပေါ့လေ။ပြီးရင်တော့ဒုံရင်ဒုံရင်ပဲစကားကြီးပြန်များပြီးတော့အီလီလီနဲ့ ဆက်ဖြစ်နေတယ်ပေါ့လေဒီမှာတော့သဘောမချရဲ့အချက်ကိုတော့ပြောပြချင်တယ်ဗျာသဘောမချတော့ဗျာအဓိကသေယိုးဆောင်၃ယောက်ကတော့ဟိုညီကိုအောင်စီအောင်မောင်းညီကို၃ယောက်ပေါ့လေရုပ်ရှင်ကနေမဲ့ကအောင်စီအောင်မောင်းဆိုတော့တို့အဓိကထားပြီးတရားမှာပေါ့ဒါဖြုံးဝင်ဆိုရဲတိုင်ရုံရဲ့ဖြိုးလေးရဲ့ပေါ့လေတို့၃ယောက်စီးနေများတယ်ဗျာများတဲ့အချိန်မှာတို့၃ယောက်ကတယောက်စကားပြောရင်ကျန်တဲ့နှစ်ယောက်ကပြောပဲမနေနိုင်ဘူးစင်းနိုင်စင်းတိုင်းမှာဟာဖြုံးဝင်ဆိုတော့ဒါပြောရမလားကျန်တဲ့နှစ်ယောက်ကပါဇက်လေးပိတ်ပြီးခေါင်းတင်းရင်ရင်နဲ့တခေါင်းတော့ထောင်းလိုက်ပြီးနေပြီမဟုတ်ဘူးဒီအကြောင်းကတခုတည်းကိုပဲတယောက်ကတမျိုးပြောတယ်နောက်တစ်ယောက်ကလည်းအဲ့အကြောင်းကိုပဲထပ်ပြောတယ်နောက်တစ်ယောက်ကလည်းအဲ့အကြောင်းကိုပဲထပ်ပြောတယ် ိုဗျာကြာမန်းစကားပြောပြိုင်ပွဲလိုဖြစ်နေရဲ့ဗျာသူတို့တော့ရောက်ပါရဲ့စင်းနေအဲ့တော့ဘာဖြစ်လဲဆိုတော့ဒန်လော့တွေကမလိုလားအပဲနဲ့ဖောင်းပွားတယ်အာကျွန်တော်ကြည့်ကြည့်လိုက်တယ်သူတို့တော့ရောက်ပြောရမယ့်အခမ်းလာပြီဆိုဟာသွားပြီလို့ဒီတစ်ခုတည်းကိုပဲတော့ရောက်ကတော့တယောက်တစ်မျိုးစီထပ်ပြောအောင်ပါဆိုတော့တကယ်ထင်တဲ့အတိုင်းပဲသူတို့ပါရဲ့စင်းတိုင်းမှာအဲ့လိုတွေဖြစ်နေတာအဲ့ဒါတော့ကျွန်တော်မလို့မ ခံစားလို့မရဘူးပေါ့လေပြီးတော့နောက်တစ်ချက်ကတော့ဇလန်းပေါ့ဗျာဇလန်းကြီးကမလိုလားရပဲနဲ့အရင်ကြီးဆွဲဆန့်တော့နေကျွန်တော်တို့ကြည့်ရဆယ်ခွဲပွဲဆိုလို့ရှိရင်ရောင်းပြန်ထွက်လာတဲ့အချိန်မှာဆက်နှစ်ခွဲကြော်ကြော်လောက်ပါပြန်ထွက်လာနှစ်နာရီကြော်လောက်ကိုကြာရပြန်မှန်မှန်ဒီဇလန်းကနှစ်နာရီကြော်ကြာစရာအကြောင်းတော့မရှိတာဗျာဒီထက်ပိုပြီးခြုံလိုက်လို့ရဒါပေမဲ့လည်းအရင်ကြီးရှည်တော့နေဒီကားကိုကျွန်တော်ရုံမလာမကြည့်ခင်မှာထရီလာတက်တဲ့အချိန်မှာကျွန်တော်ကြည့်ရပေါ့လေအဲ့မှာအောက်က comment တွေမှာကျွန်တော်ဖတ်မိတာတော့ဒီဇလန်းက ဒီအရင်တော့ထွက်ခဲ့တဲ့ဗီဒီယိုဇာတ်လမ်းတစ်ခုဖြစ်တဲ့နှရေးတဲ့တိမ်ပကြီးနဲ့ဆင်တယ်ဆိုပြီးပြောကြရယ်ဗောလေအဲ့နှရေးတဲ့တိမ်ပကြီးမှာလည်းဒါအကို၃ယောက်ကညီမလေးတစ်ယောက်ကိုစောင့်ရှောက်တာမြို့ဝရောက်လာတဲ့ចောင်းဆရာလေးနဲ့ကြိုက်သွားတဲ့ဇာတ်လမ်းဗောလေအဲ့ကားမှာတော့ဒါ mosque ရယ် AI ရယ်ဒါခင်လိုင်ရယ်ဗောလေသူတို့ညီမလေးကတော့မေလိုဒီမြို့ဝရောက်လာတဲ့ចောင်းဆရာတော့နေမင်းဗောဒါပေမဲ့အခုကြီးကြီးတဲ့အချိန်မှာတော့ဒီကို၃ယောက်နဲ့ညီမလေးတစ်ယောက်ဇာတ်လမ်းရလွယ်လို့ရှင်ကျွန်တော်တော့ဘာမှမတူပါဘူးဇာတ်လမ်းကတော့ကွဲထွက်ပါတယ်ဗောလေဒါပေမဲ့ဒီကားနဲ့ပတ်သက်ပြီး rating ပေးရမယ်ဆိုလို့ရှင်တော့ကျွန်တော်ကတော့ကျွန်တော်တယောက်ထည့်အမြင်နဲ့ပြောမယ်ဆိုလို့ရှင်တော့ကောင်းတယ်မကောင်းဘူးမပြောချင်ဘူး ျွန်တော်ကြိုက်မကြိုက်ပဲပြောချင်တယ်ကျွန်တော်ကတော့မကြိုက်ဘူးအရင်တော့ကလည်းဒီ driver ခင်းလိုင်းရိုက်ခဲ့တဲ့တရေကားဆိုရင်အကောင်ကျွန်တော်ကြည့်ဘူးရဒီ master loop program မှာအဲ့ကားတော့ကျွန်တော်တော်တော်လေးကြိုက်တယ်ပေါ့လေဒီကားမှလည်းကျွန်တော်တော်တော်မျှော်လင့်ခဲ့ရပေါ့ အဲ့တရေကားတော့ဆိုလို့ရှိရင်ကျွန်တော် rating မြင့်မြင့်ပြီးတော့ကျွန်တော် comment တွေမှာတော့ဝိုင်းပြီးတော့ found ထကြသေးရပါလေဒါပေမဲ့ဒီကားတော့စိတ်မကောင်းကြရပဲကျွန်တော်မကြိုက်တဲ့အတွက်ကျွန်တော် rating ကို30မှာ3လောက်ပဲပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဇလန်မလူလားပဲနဲ့ဆွဲဆန့်တော့နေနေတိုးပါတဲ့စင်းတွေကလွယ်လို့ရှိရင်တခြားစင်းတွေကစိတ်ဝင်စားဖို့မကောင်းဘူးဒါပေမဲ့ရိုက်ချက်တွေနဲ့သူတို့စက်တင်အပြင်စင်းတွေတော့သဘောကျတယ်ပေါ့လေစကားရမ်းများလို့နဲ့ရုပ်ရှင်ကားလို့ပဲထင်တယ်ဗျာကျွန်တော်ကတော့ ကဲဒီနေ့အတွက်ကတော့လောက်ပါပဲနောက်တစ်ပတ်မှာတော့ဘာကားရုံတင်အောင်လည်းမသိဘူးပေါ့လေကျွန်တော်လည်းဖြစ်နိုင်ရင်တော့အင်္ဂလိပ်ကားကြီးကြည့်နေပေါ့လေအင်္ဂလိပ်ကားကကောင်းကောင်းရုံမတင်ရင်တော့မြန်မာကားပဲလာကြည့်ရမှာဆိုတော့ဒီစီဇန်ကိုဆုံးထိဆောင်ကြည့်ပြီးပရိသတ်တွေအားလုံးနဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်ပရိသတ်တွေအားလုံးအသက်ရှူတိုင်းပတ်ဆိုင်ပါပါသလိုဆူတောင်းပေးနေဒီစီဇန်ကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်ဗျာကဲအာညီကြီးရောက်မိုးတိတ်ပြီးရောက်မမစောက်သွားဝယ်ကောင်းလားမသိဘူးပန်းသွင်းလည်းနီးနေပြီတော့ဟုတ်ကဲ့အဲ့တော့ဂျုံမပြောင်းခင်စောက်လေးသွားဝယ်လာအောင်ပါ